တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနှုတ်ဦးမြ Channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါတယ်။ဒီနေ့ကတော့စစ်ရဲသတင်းတွေဘာမှမပြောခင်မှာဗတ်မအုပ်စုအနေနဲ့ပြောချင်တဲ့အရာကမနေ့ကနိုဝင်ဘာလ16ရက်နေ့မှာကျမရဲ့အားနည်းချက်တစ်ခုအနေနဲ့မတင်ပေးနိုင်ခဲ့တော့သတင်းတပုတ်ကိုဒီနေ့တရက်ကျော်နိုဝင်ဘာလ20ရက်နေ့မှာမှတင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကိုတောင်းပန်ပါတယ်ဆိုတဲ့ကြောင့်ဗတ်မအုပ်စုပြောချင်တယ်။ဘာလဲဆိုတော့မနေ့ကနိုဝင်ဘာလ16ရက်နေ့ဆိုတာဟာ ကျတော့ KIA နေမည်ဖြစ်တဲ့ဝေချိုင်မှာရှိတော့ KIA ဖွင့်လှစ်ထားတဲ့ဘူလောင်းကျောင်းခဲမှာအရခတတော်ဘူလောင်းရှိဦးနဲ့အတူတိုင်းရင်သာလက်နက်ကင်အတီတီကနေမှဘူလောင်းစုစုပေါင်း23ဦးမြင့်မြတ်စွာကြာရှုံးသွားတော့7နှစ်မြောက်တော့နေရဖြစ်တယ်2014နိုဝင်ဘာလ စကောရဲနဲ့မှာစစ်ခွေးဒီဘက်ကနေမှတရေဘောကြောင်စွာနဲ့လူမဆန်စွာနဲ့ကျတော့ KIA တွေဖွင့်နေထားတဲ့ဘူလောင်းကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် KIA ရဲ့မဟာမိတ်ညီအကိုတွေဖြစ်တဲ့တိုင်းရင်သားတီတီဘက်ကနေမှတက်ရောက်ခဲ့တဲ့ဘူလောင်းစုစုပေါင်း23ဦးဟာတိုက်ပြင်းတဲ့လူမျိုးအတွက်အသက်ပေးလူခဲ့တဲ့နေ့ဖြစ်တဲ့ဆိုတော့မနေ့ကတော့ဘလာ16ရက်နေ့ဆိုလို့ရှင်တော့ဆက်တနစ်တင်းတင်းပြီးသွားပြီဖြစ်တဲ့ တဲ့တော့သူကြာရင်မဲ့ဆိုတဲ့ဗမာစကားပုံရှိပေမဲ့လည်းပဲဒီနေ့ဒီအချိန်ထိကျမတို့တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးခဲ့တဲ့သူရဲ့ကောင်းတယောက်ကိုမှကျွန်တော်တို့ဒီနေ့ဒီအချိန်ထိလုံးဝမမေ့ပါဘူးလက်သစုပ်စာတော့ခွေးတွေကြောင့်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမိသားစုတိုင်းလူလူမှာကြေကွဲဝါနေခြင်းကိုခံရတယ်ဆိုတော့အခုကြက်ရှုံးသွားတဲ့ရေပေါ်ဒီနဲ့သက်ဆိုင်တော့မိသားစုအားလုံးနဲ့အတူထပ်တူထပ်မြခံစားပါတယ်ဆိုတဲ့အကြောင်းကိုလည်းပထမအဦးဆုံးအနေနဲ့ပြောချင်တာဖြစ်တယ် ဒုတိယအနေနဲ့ကတော့တနေ့က Minkin PDF တရင်တုံးကထုတ်ပြန်တဲ့စာနဲ့ပတ်သက်ပြီးတော့ကျေးဇူးတင်တဲ့စကားတွေလည်းပြောချင်တယ်။ဒါပါလေဆိုတော့ Minkin PDF တရင်တုံးကနေမှကျွန်တော်ကချင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာရှိသောတရင်သားလူမျိုးအားလုံးစစ်ခွေးကြုံကနေလွတ်မြောက်ဖို့ရအတွက်ကျွန်တော်ကချင်ပြည်နယ်အထိလာပြီးတော့စစ်ခွေးတွေကိုချေမုန်းတဲ့အခါမှာ မင်းကင်း PDF တရင်တုံးကရဲပေါ်ဆလဲဦးဟာမြင့်မြတ်စွာကချင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာရှိသောတိုင်းရင်းသားတွေအားလုံးအတွက်အသက်ပေးလူခဲ့တဲ့အရာကိုသိရတဲ့အခါမှာအားလုံးကိုကျေးဇူးတင်တယ်။ဒီချက်ရှုံးသွားတဲ့ရဲပေါ်ရဲ့မိသားစုအားလုံးနဲ့ထပ်တူထပ်မြဝမ်းနည်းကျေကွရပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ပြီးတော့ဒီနေ့ကျွဲတော်ကချင်ပြည်နယ်မှာရှိသောတိုင်းရင်းသားတွေအားလုံးအတွက် အသက်ပေးလူခဲ့တဲ့တိုင်ရင်သားတွေအားလုံးကိုလည်းပဲအထူးပဲကျေးဇူးတင်နေဆိုတဲ့ကြောင်းပြောပြချင်တယ်ကျွန်တော်တို့ကချင်ပြည်နယ်မှာရှိသောတိုင်ရင်သားတွေအားလုံးအတွက်အသက်ပေးဖို့ရအတွက်ဝန်မလဲသောတိုင်ပြည်နယ်လူမျိုးအတွက်ပေးဆက်နေသောလှုပ်ပေးနေသောတိုင်ရင်သားအားလုံးကိုလည်းပဲကျေးဇူးတင်နေဆိုတဲ့ကြောင်းကိုပထမအဆုံးအနေနဲ့ပြောချင်တာဖြစ်တယ်ပြီးတော့အခုကျွန်တော်တို့နောက်တရေတပုတ်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုအရင်ကြည့်ရအောင်เนาะ

ကတော့အခုစစ်ခွေးတွေဘက်ကနေမှအမြဲတမ်းပြောနေတော့လန်စေဖြစ်တယ်ဒီနေ့ကျတော့တော်လရဲတွေဟာဘေတော့အခါမှစကားသခုံးကိုလက်လွတ်စပယ်မပြောဘူးတက်တယ်ထောက်ထားတွေနဲ့ကျတော့ပြောလက်ရှိတယ်ဆိုတော့အခုဒါဟာတောင်ပေါ်ကယူဟာဖြစ်တဲ့လန်စေကိုကျတော့ KIA နဲ့ပူပေါင်းတော်လရဲတွေဘက်ကနေတော့အခုမြင်ရတဲ့အတိုင်းပဲအပီးအစီတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီဆိုတော့အကြောင်းကိုပြည်သူလူထုတွေကိုပြောပြချင်တာဖြစ်တယ် ပြီးတော့အခုကျွန်တော်တို့စီရင်နောက်တစ်ခုအနေနဲ့ကတော့မန်လေးဘက်ကနေကချင်ပြည်နယ်ကိုသွားတယ်ဆိုလို့ရှိရင်တော့ဟိုပင်နဲ့ပင်ပေါ်ကြားမှာရှိတဲ့နန်းခွေ ခမရ923ကို28ရက်နေ့ညက KIA နဲ့ပူပေါင်းတော်လာရေးဒီဘက်ကနေမှလက်နက်ကြီးတွေနဲ့အရင်တွတ်ပစ်တဲ့ပြလို့ရှင်လက်နက်ငယ်လေးတွေနဲ့ပစ်ခတ်မှုကြောင့်အနေငယ်ကြာမြင့်စွာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်စစ်ခွေးတွေဘက်ကနေမတာပေါ်လောက်ပေါ်သွားတယ်လေဆိုတာတော့ကျတို့စုံစမ်းလို့မရရှိသေးပါဘူးဒါပေမဲ့လည်းပဲသူတို့နေထိုင်တဲ့ဒီခမရ923ထဲကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မတာကတော့အနေနဲ့အများပေါ်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခုကျမတို့ ့ဒီ Hope in the White ဒီဘက်မှာ KIA နဲ့ပူးပေါင်းတော်လာရဲတွေဘက်ကနေမှစစ်ရဲလှုပ်ရှားတာဒီခက်စိတ်စိတ်ဖြစ်လာပြီးဘာကြောင့်လဲဆိုတော့အဲ့ဘက်မှာရှမ်းနေတဲ့အတော်လေးဂျိုးထောင်းနေတာဖြစ်တဲ့ဒါကြောင့်အခုရထလန်နဘေးမှာရှိနေတော့မြို့ဒီလည်းပဲဒရီဝရီယာနဲ့နေကြပါအချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတော့ကြောင့်ပြောချင်တာဖြစ်တဲ့ ပြီးနောက်တစ်ခုအနေနဲ့ကတော့ကျတော်တော်လိုင်းရဲတွေနဲ့တိုင်းလိုလိုကျတော်အောင်ပွဲတွေခံနေတယ်ပြီးလို့ရှိရင်နေရတကားမှာခွေးမသားမသေးတဲ့နဲ့မရှိတဲ့အချိန်ဖြစ်တဲ့အခါမှာအရခတ်တတော်ဒီဟာ စစ်ခွေးတွေကိုဘလောက်ချိန်မုန်းနေတယ်လဲဆိုတာတော့ပြောလို့ကိုမကုံတဲ့အချိန်ဖြစ်တဲ့ဆိုတော့ဟိုတနေ့တုန်းကလည်းအလုံးသိတဲ့အတိုင်းပဲဝါရဖြန့်တပ်ပုံပဲရိုက်မလို့ပဲရှိသေးတယ်အာကတတ်တော်ဒီဘလို့ဆော်လိုက်တယ်လဲဆိုတာကိုအလုံးသိပြတာဖြစ်တဲ့ဆိုတော့အဲ့လိုမျိုးဆော်လိုက်တဲ့အခါမှာစစ်ခွေးတွေဘက်ကနေမှဝါရပြန်ဖြန့်လာတာတော့အလုံးသိဖြစ်တဲ့ဒါပါလေဆိုတော့အခုအာကတတ်တော်စစ်သားတွေက စစ်ခွေးတွေစီမှာအလင်းဝင်လာတယ်တဲ့နိုင်တဲ့သူကရှုံးတဲ့စီမှာအလင်းဝင်လာတယ်ဆိုတာရှိသလားစစ်ခွေးတွေကဘလောက်အထိညံ့တယ်လဲဆိုတာကြည့်နော်တရုတ်တွေလက်နဲ့ခဲရန်ထောက်ပံ့တယ်ရုရှားတွေလည်းထောက်ပံ့တယ်ဒီလောက်အထိလက်နဲ့ခဲရန်တွေထောက်ပံ့တာတောင်မှဒီနေ့ကျတော့မြန်မာနိုင်ငံမှာအရင်ကတည်းကလက်နဲ့ကင်လာခဲ့တဲ့သူတွေကိုမပြောဘူးနော်မနေ့တနေ့ကမှလက်နဲ့ကင်လာခဲ့တဲ့လူပမာတော်လန်ရဲတွေရဲ့ခြေဖွားအောက်မှာ ပြပြဝုတ်နေတဲ့ခွေးတွေက အရခတတောကတတားတွေကစစ်ခွေးတွေစမှာအလေးဝလာတယ်ဆိုတာဟာနင်းတို့ခွေးတွေမို့လို့ဒီစကားကိုပြောတယ်ပြီးယုံတဲ့သူတွေလည်းခွေးမစင်စားပဲလူမစင်တော့မဟုတ်တော့ဘူးနော် ခွေးမစင်စားတွေဖြစ်တယ်ဒါကြောင့်မကြွတော့မြန်မာနိုင်ငံမှာနင်းတို့ကိုခွေးနဲ့နိုင်တယ်တခြားသူစားနဲ့မနိုင်တတ်တော့ကြွတော့ကခွေးနဲ့ပဲနိုင်တာခွေးထဲမှာတောင်မှအိမ်ခွေးတော့မဟုတ်ဘူးနော်လန်ဂျိုလန်ဂျာခွေးဝဲစားတွေနဲ့နင်းတို့ကိုနိုင်တာအခုဒါကိုပြောနေတော့ဘောမတွေလည်းစဉ်းစားကြည့်ကြ နိုင်တဲ့သူကရှုံးနေတဲ့စစ်ခွေးတွေရဲ့အောက်ထဲမှာအလင်းဝင်လာဆရာလားစဉ်းစားပြီးပြောကြငါမလုတ်ရဲတာဘာမှမရှိဘူးလို့ပြောတဲ့ခွေးချဘူကအခုသူဘာလုတ်ရဲတယ်လဲမော်လမြိုင်သွားတယ်သူအင်မတမယုံကြည်အားကိုးပါတယ်ဆိုတဲ့သူခန့်ထားတဲ့လူတွေကြွေးတဲ့အစားအသောက်ရေတောင်မတော့ရေးပဲနဲ့ပြန်ထွက်ပြေးရတဲ့အခြေအနေသူ့ရဲ့ဘဝကသူ့လုံခြုံနေသလား ူရဲ့ဘဝသူဘလို့ဖြစ်နေလဲဒါလားယာယီတမရဒါလားကာချုပ်ကာချုပ်ဆိုတာဟာဘယ်နေရာတွားတွားခွေးလိုဂျဘိုးလိုလိုတခိုးလိုလိုတွားနေရတာမရှက်ဘူးလားကိုယ့်ရဲ့ငယ်သားတွေကြွေးတာတောင်မှနင်စားရဲသလား ကိုယ့်ရဲ့အရေးဆိုရဟာမြင်ရနေဖြစ်စေမမြင်ရနေဖြစ်စေအများအားရှိတယ်။အဲ့အရေးလိုပဲနေရဲ့နောက်ထဲမှာနေရဲ့မကောင်းမှုတွေဟာအများအားလိုက်နေတာ။ကျတော်တော်လာရဲတွေချင်းချောက်တာတဲ့နေအရေးမင်းနေရဲ့အကျင့်ဆိုးတွေနေကိုနောက်ရက်တာဟာနေရဲ့ဘဝကိုတဖြည်းဖြည်းတနှုံနှုံနဲ့တတ်နေတာနဲ့အတူတူပဲဖြစ်တယ်။နော်ခွေးချဖို့ဒါကြောင့်မလောက်ရဲတာမရှိဘူးဆိုလို့ရှိရင်စားလေဘာကြောင့်မို့နေမစားရဲတာလဲ။ဒါကြောင့်ပေါလိုပေးစားဟောင်းချင်တိုင်းလာမဟောင်းနဲ့နော် ဒီဥစ္စာနဲ့တပြိုင်နှင်းမှာပဲကြားဖြတ်ကိစ္စလည်းနည်းနည်းလေးပြောချင်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျတော်တို့ဗီဒီယိုတိုးတိုးလေးနားထောင်ကြည့်အောင်နော်လက်နက်ကိုင်း EU ဖွဲ့ KNUG နဲ့လေးဖွဲ့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EU ဖွဲ့တွေနယ်ကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်အဲဒီလူတွေဝန်ချီကပ်ပြီးတော့ကိုကျိုးစာစီပွားရေးတမားတွေကအဲဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ် ငမဲလုံးကနေမှတော်လရဲတွေနဲ့အတူ NLDD ကိုလည်းအခုသူတို့အပြစ်ပုံလာတာတွေရှိတယ်။တကယ်လို့သာဒီချဖြန့်လုံနေတဲ့အဆောက်အုံကိုကျတော်တော်လရဲတွေတာပိုင်ခဲ့တယ်ဆိုနင်းတို့မလုပ်လား။တိတာနဲ့အချက်ချင်းဘုံကျေးပြီ။ဘာကြောင့်ဒီနေ့ဒီရဲ့အချင်းချင်းနင်းတို့ကဘုံမကျေးတာလဲ။အစောချစ်သူနဲ့အတူဒီချဖြန့်မှာပါနေတဲ့ကောင်းဆောင်တွေအားလုံးကိုနင်းတို့မလုပ်လိုက်တယ်။အကုန်ထောက်ပြဲခိုင်းပြီးမှဂျားဖြန့်မှာအလုတ်လုံနေတဲ့အောက်ချင်းငယ်သားဒီကိုနင်းတို့ဖမ်းပြတယ်။ ောက်ခြေငေသားတွေကိုဖမ်းပြီးမှဘာလို့မလဲကြားဖြန့်ပြောက်သွားမှလားခေါင်းကိုက်ပါတယ်လို့ပြောမှခြေထောက်မှာပတ်တိစည်းတာနဲ့ဘာဆိုင်တယ်လဲခေါင်းကိုက်ရင်ခေါင်းကိုက်ဆေးစားရတယ်ခြေထောက်မှာပတ်တိစည်းတာနဲ့မပြောက်ဘူးလွန်ခဲ့တဲ့သတင်းထဲမှာလည်းပြောပြီးပြီမြန်မာနိုင်ငံကကြားဖြန့်ပြောက်ချင်တယ်လားမင်းအွန်လိုင်းကိုဖမ်းလိုက်မင်းအွန်လိုင်းကိုဖတ်လိုက်ပြီဆိုလို့ရှိရင်ကြားဖြန့်ပြောက်သွားပြီဒီနေ့ကြားမှာပဲ PGF အမီခံတော့လို့ငမဲလုံးပြောသွားတယ်။ PGF ကဘာတူလဲစစ်ခွေးတွေနဲ့တက်ဆိုင်တာပဲမဟုတ်ဘူးလား အခုဒီကြားဖြတ်အဆောက်အုံကြီးပျောက်သွားပြီဆိုလို့ရှိရင်တို့ဘယ်မှာကြားဖြတ်လုပ်မလဲတခြားနေရာမှာပြောင်းမယ်ပြောင်းတဲ့နေရာမှာလိုက်ပစ်လိုက်ပြီးသွားပြီအခုဒီ30 20ခွန်ဆိုတာလည်းကြားဖြတ်ကြောင့်ဖြစ်လာတယ်လို့ပြောတယ်ဒီကြားဖြတ်နေရှိတဲ့နေရာတွေမှာနင်တို့ဘုံမကျေးရေးဘူးလားစောချစ်တူဒီကိုဖမ်းလိုက်လေရွှေကိုကိုကကြားဖြတ်လုတဲ့ဥစ္စာရုပ်ရှင်ထဲမှာတောင်းအခုကဒုတိယပိုင်းဖြစ်သွားပြီဗတ်ထမပိုင်းကတော့ရုပ်ရှင်ရိုက်သွားပြီအခုဒုတိယပိုင်းအနေနဲ့နင်တို့ပြန်ရိုက်ပြပြီခေါင်းဆောင်တွေကိုအကုန်ထွက်ပြေးခိုင်းပြီးမှငေသားတွေကိုဖမ်းတဲ့ ရုပ်ရှင်နင်းတို့ပြန်ရိုက်နေပြီဘုံကျဲတက်ခိုက်လိုက်ပြီးသွားပြီဘာကြောင့်မကြေရဲကြတာလဲနင်းတို့ကောင်းဆောင်မဟုတ်ဘူးလားခွေးတပုလေဘင်းထဲမှာကျိုးဆွဲရတော့မေးဆိုတဲ့အချိန်ကြမှာပဲဟိုတယောက်ကိုဖမ်းခိုင်းလိုက်ဒီတယောက်ကိုဖမ်းခိုင်းလိုက် PGF တွေလောက်တယ်ဆိုနင်းတို့တီးတယ်ဆိုလို့ရှိရင်ဘာကြောင့်မစောချစ်သူနဲ့သူ့ရဲ့အပေါင်းဖာတဲ့အားလုံးတွေနင်းတို့မဖမ်းနိုင်လဲဘာကြောင့်သူတို့ကိုထွက်ပြေးခိုင်းလိုက်တယ်လဲရုပ်ရှင်ဇက်ကရိုက်တယ်ဆိုလို့ရှိရင်လဲအေးအေးဝင်းတဲ့နည်းနည်းလေးကြောအောင်ရိုက်မှပြီသူတို့ကြည့်ချင်မှာ အေးအေးဝင်းရဲ့ခြေရာတောင်နင်တို့မမီဘူးဆိုလို့ရှိရင်နင်တို့ရဲ့ရုပ်ရှင်ဇာတ်ကားကိုဘယ်သူမှမကြည့်ဘူးဆိုတော့မြင်မြင်မှတ်ထားပါနော်ပြီးနောက်တစ်ခုအနေနဲ့ကတော့ရန်ကုန်အာမေကနေမှရန်ကုန်မြို့လဲတန်းမြို့နေမှာပြည်သူလူထုတွေကအသင်းအတမပလုံကောက်ပွဲထဲမှာပါဖို့ရာအတွက်စီးယုံနေတဲ့ရွက်ွက်ယုံကိုရန်ကုန်အာမေဒီဘက်ကနေမှ ပင်အားကြီးတဲ့ဘုံနဲ့တက်ခတ်ခဲ့တဲ့အခါမှာဗျိုခွေးနှကောင်ပွဲချင်းပြီးလုံခြုံရေးယူနေတဲ့နေရာမှာမတာပေါ်သွားတယ်ဆိုတော့ကိုသိရတယ်။ဆိုတော့ဒီထဲမှာပဲတပြိုင်တည်းပါပြောချင်တယ်ဆိုမမေ့နဲ့နော်ပြည်သူတွေထွက်ပေါက်မပင်းနဲ့ကမ်ပိန်းထဲမှာအားလုံးပါဝင်ရအောင်ဈေးသွားသလားဈေးသွားတဲ့နေရာမှာကိုတွေ့တဲ့သူကိုထွက်ပေါက်မပင်းနဲ့ပြောဖို့မမေ့ပါနဲ့လက်ဖက်ရယ်ဆိုင်ပဲထိုင်ထိုင်ဖုံးပဲပြောပြောကိုအိမ်မှာတငယ်ချင်းပဲလာလာဘသူနဲ့ပဲတွေ့တွေ့ ပြောရမယ့်စကားကထွက်ပေါက်မပေးနဲ့မမေ့နဲ့နော်ပြည်သူတွေဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှပြောတယ်ဆိုတော့တခါလေးပဲကျတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဗီဒီယိုတပုတ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်ဒီဗီဒီယိုကိုတချို့တွေနားထောင်ပြီးတဲ့သူတွေလည်းရှိလိမ့်မယ်ဒါပေမဲ့ကျမအနေနဲ့လည်းနည်းနည်းလေးပြောချင်တဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုသင်ပေးရတာဖြစ်တယ်ကြည့်ရအောင်နော်ဒီကျေးဇူးရှိတဲ့လူဆိုတော့ရရမလားစစ်တပ်ကျေးဇူးကျွန်တော်မှရှိတယ်လေကျွန်တော်စစ်တပ်ကိုပြောတာနော်ကိုလိုပေးတာပြာတီယူပေးတာ ဒီစစ်တပ်ကဒင်းရုပ်စစ်တင်းကျန်းကနေပြီးတော့မှကျွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC MSC နှစ်ပွဲရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးကျွန်တော်မေးလို့ရမလားစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိသို့တော့ဒီကျေးဇူးတရားကိုတော့ဆက်ဖို့ကျွန်တော်မတောင်းဖို့ရှိတယ်ဒီအတွက်ကြောင့်မလို့ပြည်ခိုင်ပြိုပြည်ပြိုပဲလာစစ်တပ်ကပဲလာတာပဲလေဒါကြောင့်မလို့ကျွန်တော်လိုက်ခဲ့တယ်ဒီမှာပါဝင်ရွေးကောက်မဲ့လူတွေကလည်းကောင်းကြတယ်မှန်တယ်ထင်လို့ထောက်ခံတယ် မှန်လဲကြောက်တောင်ပေါ့ကိုစိုက်တဲ့စဘာကိုရိတ်ရအဲ့ကျမထွက်မပြေးနဲ့မှန်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 ငါနိုင်ငံဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲကြွငငယ်တော့ကနေအောင်ရဲ့ရုပ်ရှင်တွေကိုကြည့်ခဲ့ပါတယ် ဒါပေမဲ့ तू ဘယ်မှာတယောက်ဆောင်တယ်လဲဘယ်လောက်ထိတယောက်ဆောင်ကောင်းတယ်လဲဆိုတော့ကျွန်မကောင်းကောင်းလေးမမှတ်မိတော့ဘူး။ဒါပေမဲ့မှတ်မိတာတော့ तू နည်းနည်းလေးချောရဲပေါ့နော်။ဒါပေမဲ့သူ့ရဲ့အချောကခွေးနဲ့တူနေတယ်ဆိုတော့လေကျွန်မသတိမထားမိဘူးဖြစ်သွားတယ်။အခုကျန်းဖွတ်ဒီမင်းဆွေတဲ့နေရာမှာသူ့ရုပ်ကိုပြန်တွေ့တဲ့အခါမှာပဲ तू ဟာခွေးရုပ်ပေါက်နေတာအခုမှသတိထားမိတာအဲ့လိုဖြစ်နေတယ်။ဆိုတော့အခုဒီထဲမှာနင်းအောင်ဆိုတဲ့ခွေးဟာ ကျေးဇူးရှိတဲ့သူတွေကိုဇော်ကားလို့မရဘူးလို့ပြောတယ်။ဒီနှစ်နေအောင်ဆိုတာဖြစ်လာဖို့ရအတွက်ပြည်သူတွေရဲ့ထမင်းစားခဲ့တယ်။အခုသူပြောတာကတော့စစ်ခွေးတွေရဲ့ကျေးဇူးတွေကြောင့်သူဟာဘွဲ့နှခုကိုရရှိခဲ့တယ်လို့ပြောတယ်။သူတင်ညာတင်ခဲ့တဲ့ဘွဲ့နှခုကိုရရှိခဲ့တာဟာစစ်တပ်ရဲ့ကောင်းမှုဖြစ်တယ်လို့ပြောတယ်။ဆိုတော့ဒီစစ်တပ်တွေကဘယ်ကပတ်ဆံရတယ်လဲ။ဒီစခွေးတွေမျိုးနေတဲ့သမင်းအစဲ့အတိုင်းသူတို့တုံးနေတော့အဝတ်တစ်ခုစီတိုင်းဘဲကရတယ် နင့်အမေနဲ့စီးပွားရေးအတူတူလုပ်လို့ရလာခဲ့တဲ့ပက်ဆန်နဲ့နင့်ကိုကြောင်းထောက်ခဲ့တယ်လို့များထင်ခဲ့သလားဒါကြောင့်ဒီစစ်ခွေးတွေကျေးဇူးတွေကိုမမေ့ရဘူးတဲ့ပြီးနောက်တစ်ခုသူပြောသွားတာဟာစစ်ခွေးတွေကောင်းတယ်မကောင်းဘူးဆိုသူမသိဘူးဒါပေမဲ့စစ်ခွေးတွေရဲ့ကျေးဇူးကိုဆက်ရမယ်ဆိုတာပဲသူသိတယ်လို့ပြောတာစစ်ခွေးတွေကောင်းတယ်မကောင်းဘူးလို့မသိရအောင်နင့်ဟာခွေးတီးတန့်ဖြစ်နေသလားအခုနင့်တို့လိုမျိုးဘောမတွေကိုပြောချင်တာကအခုစစ်ခွေးတွေကလူမစင်စားစစ်ခွေးတွေ အခုနင်းတို့ဘောမဒီအားလုံးဟာခွေးရဲ့မစင်စားတဲ့ခွေးတွေခွေးရဲ့အောက်မှာရှိတော့ခွေးတွေလူရဲ့မစင်တောင်စားခွေးမရှိတဲ့ခွေးတွေဖြစ်တဲ့နင်းအောင်တွေဟာဆိုတော့စစ်ခွေးတွေကောင်းတယ်မကောင်းဘူးလို့နင်းမသိရလောက်အောင်ဘွဲ့နှစ်ခုရတဲ့အချိန်အထိသူတို့ကကြောင်းထောက်ခဲ့တယ်ဆိုလို့ရှိရင်နင်းမှာမိဘစီကပါမလာတဲ့ပညာမရှိတာကိစ္စမရှိဘူး တင်ညာနဲ့တောင်မှကောင်းမကောင်းကိုနေရခွေးမျက်စိနဲ့လုံးဝမမြင်နိုင်တော့တာလားနဲ့အောင်နေရခွေးမျက်စိနဲ့တောင်မှစစ်ခွေးတွေဘုံကျဲသလားမကျဲဘူးလားဆိုတာတောင်နေမျက်စိထဲမှာကောင်းမကောင်းတောင်မှဝေခွဲနိုင်တဲ့ဉာဏ်ပညာနေဘွဲ့နှလုံးရရှိခဲ့တယ်ဆိုတဲ့နေရတင်ကြားခဲ့တဲ့ဘွဲ့နှခုဟာနင်းကိုကောင်းမကောင်းတောင်မှပြနိုင်တဲ့အစွမ်းအစမရှိဘူးလားဒါကြောင့်ဒီနေ့နင်းတို့ခွေးဘောမတီကိုလေခွေးနဲ့နိုင်လို့မရဘူးခွေ ွေးဆိုတာဟာတစ္ဆာရှိတယ်ဒီနေ့နင်းတို့ဟာမြန်မာနိုင်ငံမှာရှိတော့ပြည်သူလူထုဒီကြောင့်နင်းနေအောင်ဆိုတာဖြစ်လာတယ်နင်းပြောလိုက်မယ်ငါကိုနင်းတို့တော်လာရဲကလူတွေထောက်ခံတာမဟုတ်ဘူးလို့နင်းပြောကြောင်းပြောလာလိမ့်မယ်ဒီနေ့နင်းတို့ဘောမတွေတော်လာရဲတွေမထောက်ခံလို့နင်းတို့သမင်းနတ်မှာမစားရဘူးဆိုတာလူစိတ်တတ်ကတစ်ဆယ်ရာခိုင်နှုန်းသာနင်းမှာရှိခဲ့နင်းသိမှာပါ တော်လာရေးဒီမထောက်ခံလိုက်လို့နင်းတို့ခွေးအမှုပညာရှင်တွေဘုံဘုံကြသွားတာနင်းခွေးမျက်စိနဲ့မြင်နိုင်သလားမမြင်ဘူးလားစစ်ခွေးတွေကောင်းတာမကောင်းတာကျွန်တော်မသိဘူးနင်းရဲ့တာဝန်ကကျေးဇူးဆိုင်ရမယ်လို့နင်းဒီလောက်ကြီးပြောတတ်ရင်နင်းကိုထောက်ခံခဲ့တဲ့သူတွေနင်းရဲ့ရုပ်ရှင်ကိုကြည့်ခဲ့တဲ့သူတွေကိုနင်းမေ့သွားပြီလားဆိုတော့သူပြောတာကဒီချမ်းဖွတ်ဒီဆိုတာဟာစခွေးကနေလာတယ်။ဒါကြောင့်ဒီ jump ကိုထောက်ခံရမှာဖြစ်တယ်လို့သူပြောသွားတယ်။ဆိုတော့ အခုစစ်ခွေးတွေမြန်မာနိုင်ငံကိုဘာလုပ်နေသလဲနင်းကိုခွေးတွေတင်ပေးလိုက်တဲ့ပညာနဲ့ကဘာကမြန်မာနိုင်ငံကိုဘလို့မြင်တယ်လဲဆိုတဲ့သတင်းတွေနင်းမဖတ်ဘူးလားဘွဲ့နှလုံးသားရတယ်စားတွေဖတ်ပြီးမှနင်းဗမာစကားတွေနားမလည်ဘူးလားနင်းကိုလူလို့ထင်ခဲ့ပြီးမှနင်းရုပ်ရှင်ရိုက်ခဲ့တဲ့ဥစ္စာကိုကြည့်ခဲ့တဲ့ငါမျက်လုံးတော့ဖောက်ပစ်လိုက်ခြင်းနဲ့နင်းကိုလူထင်ခဲ့တာနဲ့အောင်မရှက်ဘူးလားကိုကိုကိုဘွဲ့ရခဲ့တယ်တဲ့နင်းယူခဲ့တဲ့ဘွဲ့ပါလဲ ရှင်ဘွဲ့လားနင့်ရဲ့အစင်သားဟာလေလူနဲ့နိုင်လို့တော့မရဘူးတရစ်ဆန်သဲမာတောင်မှအောက်ဒန်စာခွေတရစ်ဆန်တကောင်ပဲဖြစ်တယ်ကိုကိုကိုတော့တိတ်ဟုတ်တယ်လို့ထင်ချင်းထင်လိုက်မယ်ဘွဲ့ရပြီမလူစိတ်မရှိ ခွေးစိတ်တောင်မှမရှိနိုင်တဲ့ခွေးတတဝါတကောင်ကိုအချင်းကြီးစားလုံးဝမရှိဘူးစစ်ခွေးတွေဒီလောက်အထိမြန်မာနိုင်ငံမှာဘုံကျဲတိုက်ခိုက်နေတာနင့်မမြင်ဘူးလား နင့်မင်းင်းကိုလူမစင်မဟုတ်ဘူးနော်ခွေးမစင်တဲ့နင်းကိုကျွေးလို့ကြီးလာခဲ့တာလားပြီးလို့ရှင်သူပြောသွားတာကမန်တယ်ထင်လို့ထောက်ခံတယ်တဲ့မန္တလာမာတလာတော့နင်းမမဝေခွဲနိုင်တဲ့အုံနောက်မရှိဘူးလားနင့်ကောင်းထဲမှာမစင်ရှိတာလားကိုစိုက်တဲ့အတိုင်းကိုရိတ်ရမယ်လို့ပြောတဲ့အခါမှာစစ်ခွေးတွေကိုနင်းတို့လိုမျိုးမစင်စားကောင်တွေထောက်ခံလိုက်လို့ မြန်မာနိုင်ငံပုံမကောင်းသွားမလားမကောင်းဘူးလားဆိုတော့နင်မသိဘူးလားအခုခွေးကြဘူးကနေမြန်မာနိုင်ငံကိုအကြမ်းနည်းနဲ့ တိမ်ပိုက်ခဲ့တဲ့ဒီ9နှစ်ထဲမှာမြန်မာနိုင်ငံဘလောက်အခြေအနေရောက်သွားတာနင်းတို့မသိဘူးလားနင့်ရဲ့ခွေးမျက်စိနဲ့လုံးဝမမြင်တာလားဒါတောင်မှမန်နဲ့မမှန်ဘူးမသိဘူးထောက်ခံမေဆိုတာကနင့်လောက်ခွေးအဆင့်တောင်မရှိတဲ့ခွေးကိုမွေးခဲ့တဲ့နင့်အမေကိုရောနင့်အမေကလူနဲ့ရပြီးမွေးထားတဲ့သူလားဆိုတာကိုကိုကို DNA စစ်ကြည့်ပါ ခွေးနေအောင်ဆိုတော့အခုဒီထဲမှာသူပြောသွားတာကမမမမငါနိုင်ငံ မမမမကိုယ့်ရဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ကိုကပြုတ်ပြင်ဖို့ရအတွက်တာဝန်ရှိတယ်။ဆိုး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 ငါလူမျိုးဒါလဲဘလို့ပဲဆိုးဆိုးငါရဲ့လူမျိုးဖြစ်တယ်ငါရဲ့တိုင်းပြည်ကလူမျိုးဖြစ်တယ်ကိုကပြစ်လိုက်လို့မရဘူးဟုတ်တယ်ဒါပေမဲ့ အစိုးရကိုကောင်းဘက်ကိုပြုတ်ပြင်ဖို့ရတဲ့ကို့မှာတာဝန်ရှိတယ်။ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်လို့ပြောတယ်။ဒါတခုပြီးလို့ရှင်စစ်ခွေးတွေကောင်းတော့မကောင်းတော့မသိဘူး။ကျေးဇူးဆက်ရမှာသူ့တာဝန်ဖြစ်တယ်လို့ပြောတဲ့ခါမှာပြည်တစားဟုတ်ဟုတ်မဟုတ်ငါမိမဆိုလို့ရှင်တော့လူလားခွေးလားမသိဘူး။အမဆိုလို့ရှင်တော့ငါယူတဲ့မျိုးပဲဆိုပြီးမှဒီလိုယူခဲ့တာလား။မဆိုလို့ရှင်အကုန်ယူတာပဲလား။ပြီးလို့ရှင်နင်းအမေလဲ။ လူလားတရိဆလာမကြည့်ဘူးအထီးဆိုလို့ရှင်တော့ယူတဲ့မျိုးပဲဆိုပြီးမှနင့်အမေလေဒီလိုနဲ့ပဲဇက်ခင်ခဲ့ကြတာလားနင့်မှာလေတာသမီးတွေရှိတာမြင်ပါတယ်နင့်သမီးတွေနင့်တားတွေရောထိုနည်း၎င်းပဲလားနေတာအတွက်လဲနော်မဆိုလို့ရှင်ပြီးသွားပြီဘာမပဲဖြစ်ဖြစ်လူမိမ့်မပဲဖြစ်ဖြစ်သရစ်ဆန်မပဲဖြစ်ဖြစ်မဆိုလို့ရှင်ယူရာမျိုးပဲလားနေသမီးအတွက်လဲလင်အဲ့လိုရှားတာလားလူပဲဖြစ်ဖြစ်ခွေးသရစ်ဆန်ပဲဖြစ်ဖြစ်အထီးဆိုရပြီဆိုတဲ့ပုံစံနဲ့နင်းယူခဲ့တာလားဒီဆိုလို့ရှင်နင်းတို့ရဲ့အမျိုးဟာ သရစ်ဆာမျိုးရိုးဖြစ်တယ်အခုကျတော့မြန်မာနိုင်ငံမှာပညာလည်းမရှိဘူးရုပ်လေးဆိုးတယ်စင်းရဲလည်းစင်းရဲတယ်အဲ့လိုမျိုးမင်းသားတွေအများကြီးရှိတယ်အဲ့လိုမျိုးကြီးတောင်မှအခုမြန်မာနိုင်ငံမှာနာမည်ကျော်တယ်။ယူယူဒီတိုင်းပဲကြည့်မယ်ဆိုလို့ရှိရင်တော့အရက်လေးရှည်တယ်။ရုပ်ကလည်းနည်းနည်းလေးတက်တာပါတယ်။ဒါပေမဲ့နင့်အမှုပညာထဲမှာနာမည်ကြီးခဲ့သလား။မကြီးခဲ့ဘူး။ဘာကြောင့်လဲဆိုတော့နင့်အမေက အထီးဆိုရင်ရပြီဆိုတာနဲ့နေပြီးမှရထားတဲ့ကလေးမို့လို့နင့်ကဒီဘွားရောက်နေတာ ကိုကိုကိုငါလိုမျိုးမင်းသားလိုတယောက်ကဒီလိုထောက်ခံလိုက်တဲ့အခါမှာလူတွေကယုံကြည်လာမှာပဲလို့မထင်နဲ့။နင့်လိုမျိုးအထီးဖြစ်တိုင်းလင်းတော်ချင်နေတော့နင့်အမေလိုမျိုးနဲ့မွေးထားတဲ့နင့်လိုမျိုးကိုဘသူကမှလူတို့မထင်တော့ဘူး။ဆိုတော့ကိုမြင်မြင်မှတ်ထားပါလို့ပဲပြောချင်တယ်။နော်။တိတ်ရှိရှိဝဲဝဲမပြောချင်ဘူး။ပြည်သူတွေအားလုံးစမ်းမပြောရှုကြပါစေ။